အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါဒါအခု Ruben Amorim က Manchester United ကိုရောက်တာ one year ရှိပြီခက်ခဲတဲ့ season မှာ up and down တွေသူအများကြီးဖြစ်တယ်အရင်တည်းကလည်းဒီလို pressure တွေဒီလိုပြဿနာတွေကိုသူရင်ဆိုင်ထားပြီးဖြစ်တဲ့အတွက်ကြောင့် Manchester United ရောက်လာတဲ့အချိန်မှာတင်းယူစရာအများကြီးနဲ့အတူသူ့ရဲ့ပထမရာသီတစ်နှစ်တိတိကိုဖျက်ဆီးခဲ့ပြီးဒီနေရာမှာ ရူဘီအမ်ရွန်ကသူ့ pressure တွေကြားကနေအဆိုးဆုံးအခြေအနေ ဖြစ်နေတဲ့အချိန်မှာစာဂျင်ရက်ကလစ်ရဲ့စကားလေးတစ်ခုဟာသူ့အလုပ်တွေအတွက်အားလုံးကိုလွယ်ကူသွားစေတယ်ဆိုပြီးတော့ ban ရှင်းတော့လောက်ထားတယ်။ဒါဟိုတနေ့က Sky Sport နဲ့တွေ့တဲ့ interview မှာဒါ Ruben Amorim ကဘာကိုယုံကြည်ထားလဲဆိုတော့အသင်းပိုင်ရှင်ဖြစ်တဲ့ Sergeant Redcliffe က public ကိုတက်ပြီးတော့မတို့နီးပြ Ruben Amorim ကိုယုံကြည်မှုအပြည့်အဝရှိတယ်။ 3နှစ်လောက်ထိတော့အตาလေး contract ပေးပြီးသူ့ကိုအချိန်လုံလောက်စွာပေးမယ်ဆိုတဲ့စကားတစ်ခုဟာမီဒီယာဒီကြားမှာအမရုံကို pressure ပေးနေတဲ့အားလုံးကိုအများကြီးပြောင်းလဲစေသွားသလိုသူတို့အသင်းရဲ့ confidence တစ်ခုလုံးပြောင်းသွားစီပြီး Ruben Amorim တို့ကဒါဟာအများကြီးအထောက်အကူပြုခဲ့တယ်ဆိုပြီးတော့သူကဝန်ခံနေမှန်လဲမှန်တယ်ဒါကြောင့်လဲဆိုတော့မင်းအချိန်နဲ့ထောက်ခံရပါပါပဲဆိုတဲ့သတင်းတွေနှိမ့်တိုင်းတက်နေမဲ့အစားအဲ့ဒီသတင်းတွေကိုတက်တယ်ဆိုတာလည်းကလပ်ကတက်တာမဟုတ်ဗျာမီဒီယာတွေကတက်မှာ ဘယ်တော့ထုတ်တော်မယ်ဘယ်တော့ထုတ်ခံရမယ်ဘယ်တော့ထုတ်ခံနေနေပြီးဘာညာဆိုပြီးတက်နေမယ်အစားပါပိုင်ရှင်က public ကိုတက်ပြီးတော့ okay i don't sky sport နဲ့ interview လုပ်တဲ့အချိန်မှာပြောလိုက်တယ် amron ကိုသူတို့နောက်ထပ်3နှစ်လောက်အခွင့်အရေးထပ်ပေးမယ်သူအဲ့မှာတရားပေါင်းဆက်ရှိမယ်ကျွန်တော်တို့သူ့ကိုအပြောင်းလဲလုပ်ဖို့အစီအစဉ်မရှိဘူးဘယ်နည်းပြအပြောင်းလဲမှလည်းလုံသွားမှာမဟုတ်ဘူးဆိုတဲ့ statement ကြီးကိုသူချပြလိုက်တဲ့အချိန်မှာ ruby amron တို့ကလည်း confidence အများကြီးဆိုတော့ပိုပြီးပြပါငါဘယ်လိုပဲဖြစ်ဖြစ်ထုတ်ခံရတော့မှာမဟုတ်ဘူး ငါ့ဘက် pressure ကတူတွက်တော်တော်ကြီးကို pressure ညော့သွားတယ်အဲ့ချက်ကသူ need patience ကိုတော်တော်လေးကျေးဇူးတင်တဲ့အချက်ပဲဟိုတနေ့ကလည်း Jason Walker က Ruben Amorim နဲ့ Manchester United အတွက် major supplier တွေကို challenge လုပ်နိုင်တဲ့အဆင့်အောင်မြင်မှုရဖို့အဆင့်အတွက်သူတို့ထပ်ပြီးတော့ club တွေမှာ investment တွေထပ်လုပ်ပြီးတော့ငွေချေးထပ်ထည့်ပြီးတော့အသင်းကိုဆက်ပြီးတိဆောက်သွားမယ်ဆိုတဲ့အချက်လည်းဖြစ်တယ်ဆိုတော့အခုလောလောဆယ်မှာ Ruben Amorim အတွက်တော်တော်လေးသတင်းကောင်းပါလေသူကအခုစပြီးတော့ prepare လုပ်နေပြီအမတ်ဒီယာလိုရေဒီတစ်ဖက်က ဒီအာမက်ဒီယာလိုရဲ့မာဇရာဝီရဲ့ဘရိုင်ယန်အပွေးမိုး၃ယောက်အာဖရိကကန်နေရှင်းသွားဖို့ရှိတဲ့အတွက်ကြောင့်ဒီနေရာမှာသူတို့မရှိတဲ့ပုံစံနဲ့သူတို့စပြီးတော့ချင်းကပ်ရတော့မယ်အထူးသဖြင့်ဒီဇင်ဘာလအတွင်းမှာသွားမှာဖြစ်တဲ့အတွက်ကြောင့်ဆိုတဲ့အဲ့ချက်ကိုတော့ရူပီအမ်လိုနည်းနည်းလေးတော့အာယုဆူဆိုင်မှုလုပ်တယ်ဘာလို့လဲဆိုတော့အခု United ကဘယ်လိုပြောမလဲဆိုတော့ International Break မတိုင်ခင်မှာနှစ်ပွဲရှိတယ် Northern Forest ကိုအဝေးကွင်းတစ်ပွဲရဲ့ပြီးတော့မှ Tottenham Hotspur ကိုအဝေးကွင်းတစ်ပွဲနှစ်ပွဲခံရမှာပြီး International Break သွားမယ်ပြီးရင်တိတ်မကြဘူး ပွဲအချို့ကံပြီးတာနဲ့ပွဲချက်ကာလာတွေဖြတ်တန်းပြီးတာနဲ့ကျွန်တော်အာဖရိကဖလာစပြီးအဲဆိုရင်မာဇာရာဝီကိုသူတို့ဆုံးရှုံးပြီးမာဇာရာဝီကမော်ရိုကိုဖြစ်တယ်အင်ရှင်လည်းဖြစ်တယ်မော်ရိုကိုကတော်တော်ကောင်းတဲ့အသင်းဖြစ်တော့မာဇာရာဝီအသင်းကဆီမီဖိုင်နယ်ဖိုင်လောက်သွားနိုင်တယ်သူ့ကိုအကြာကြီးဆုံးရှုံးရမယ်အဲတခါအပွဲမိုးရဲ့ကံမွန်ကြတော့ maybe quarter semi လောက်ထိဖြစ်ကောင်းဖြစ်နိုင်ပြီးတော့အမတ်ဒီယာလိုရဲ့ IPR ကိုကလက်ရှိချန်ပီယံဖြစ်တော့သူတို့သိမ်းလဲတော်တော်လေးတော့အဆင်ရောက်ပဲဆိုတော့သူတို့ကစားမားတွေကိုအနည်းဆုံး၃လေးပတ်သူတို့ဆုံးရှုံးမှာဖြစ်တဲ့အကြောင်းတော်တော်လေးတော့ ဒါသူတို့အကြက်ရိုက်စားဖြစ်တယ်သူတို့ suffer ဖြစ်မယ်ဒီကားမလေးမရှိတဲ့ကြောင့်သူတို့အချိန်တိုင်းတူကြီး suffer ဖြစ်မယ်ဒါကိုသူတို့ဘယ်လို survive လုပ်မလဲဆိုတာကိုသူစပြီးတော့စဉ်းစားနေဒီနေရာမှာ United ပြည်သက်တူတဲ့တရင်ကောင်းကပြီးခဲ့တဲ့ February လမှာ ACA injury ဖြစ်ပြီးတော့ကာလာရှီချာနားနေတဲ့ Lisandro Martinez လေးချိန်ကပြန်ဆင်းပြီး မာတီနက်စ်က training ကိုပြန်ဆင်းပြီးတော့စပြီးတော့သူက ACA တန်ကနေပြန်ပြီးတော့ recover ဖြစ်ပြီးကွင်းတွင်းမြေခင်းစိမ်းမှာပြန်လေချေချာခွင့်ရှိမယ်ဒါလီဂျင်ကနေကိုစလုပ်တဲ့အတွက်သူ့ကို December လောက်မှာသူတို့အသုံးနိုင်မယ်ဆိုတော့အခုလောလောဆယ်မှာ Lisandro Martinez ကဒူတန်ရရတဲ့တကယ်အကြီးစား major တန်ရတဲ့ကြီးရနေတဲ့အတွက်သူတို့ကလည်းသူ့ကို Alonso လို့သုံးတာတို့ 100% fully fit ဖြစ်ပဲနဲ့ပြန်ပြန်တန်ရရသွားမှာဆိုရင်လည်းသူကအချိန်တိုင်းတာသူတို့သူတို့ယူမယ်လို့ပြောထားတယ်တကယ်လို့ Lisandro Martinez ရောက်တော့ဘာဖြစ်ဖြစ် United ခံစစ်မှာ maybe သူ့ကို DM position ကိုတင်လိုက်တာတော့တကယ်လို့စောင်းတော့ဒီမှာ United ကလူမဖြစ်ရင် Martinez ကို DM တက်ထားလို့လည်းရတယ်နောက်ဟိုအပွေးမိုးနေရာကိုဒါမောက်နေကစားလို့ရတယ် Bruno Fernandes တက်ကစားလို့ရတယ်အမတ်ဒီယာလိုနေရာမှာဒါလို့ရှိတယ်သူကဘာဖြစ်ဖြစ် Atletico player တချို့ရှိသေးတယ်ဆိုတော့ Ruben Amaron ကတော့အခုပိုင်ရှင်ရဲ့သူ့ဘောကိုထောက်ခံမှုကိုကျင်းတဲ့ကြောင်းလည်းတစ်နှစ်အတွင်းမှာ up and down တွေကြားကနေ Man United အတွက်အခုဆောင်းရက်ဒီမှာဆုံးရှုံးမဲ့ကစားသမားတွေကိုသူတို့ဒါစပြီးတော့ပြင်ဆင်နေချင်း United ရဲ့အနေထားကိုသူ့ဘက်ကသုံးသပ်ထားတယ်ဆိုတော့ Manchester United နဲ့ Ruben Amaron ဒီအာဒီမှာဥရောပဝင်ခွင့်အထိ channel လုံးနိုင်မလား champion league ဝင်ခွင့်နေရာကိုရယူနေမှာ champion league ကကျွန်တော်မြင်တော့၅လောက်ထိဖြစ်နေတာပေါ့လေဘလို့မြင်ကြလဲ ကိုမမအောင်ရမချက်ပြပါအလုံးချင်းတမနဲ့